စစ်တပ်ဟာလူငယ်ဆိုတာနဲ့မျိုးသမီးမျိုးသားမရွေသူတို့ကိုပုံကံမဲ့နမတ်တရန်သူလို့သတ်မှတ်ပြီးခေဆက်ဆက်ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။အခုအာဏာသိမ်းပြီးနောက်မှာတော့လက်နက်ကင်တော်လှန်မှုအကောင့်ခဲ့တာကြောင့်ပို့လို့ဆိုပါတယ်။2024ခုနှစ်ဖေဖော်ဝါရီနောက်ပိုင်းမှာတော့စစ်တပ်ရေးဆွဲခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကနေပြီးတဲ့လူငယ်လူရွယ်မြင်နာနဲ့ပေါ်တာဆွဲဖမ်းဆီးခွင့်တရားဝင်လက်မှတ်ကိုစစ်အုပ်စုဝင်တွေရခဲ့ပါတယ်။ ဒီလိုအချိန်မှာစစ်တပ်လုံးမဲ့အတွေ့အောင်ရွေးကောက်ပွဲမှာလဲလူငယ်တွေအထူးသဖြင့် Fast Voter လို့ခေါ်တဲ့ပထမဆုံးမဲပေးခွင့်ရှိသူတွေအပေါ်လဲအလေးမထားပါဘူး2015နဲ့2020ရွေးကောက်ပွဲမတိုင်ခင် Facebook တာတွေရဲ့အခမ်းကဏ္ဍကိုအလေးထားခဲ့ကြသလိုရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေရဲ့ရွေးကောက်ပွဲမဲဆွဲဂတိကဝတ်တွေထဲထည့်သွင်းရေးဆွဲခဲ့တဲ့အထိပါပဲအခုတော့သူတို့ရဲ့အခမ်းကဏ္ဍကိုပါတီ58ခုလုံးလိုလိုကမေ့ပျောက်ထားကြပါဗျာ ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကတော့လူငယ်တွေရဲ့အိမ်မဆိုးဖြစ်တဲ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးစနစ်ကျအောင် လုပ်မယ်လို့ပြောတာမျိုးတွေ့ရပါတယ်။ဒါကြောင့်ပဲအသက်၁၈နှစ်ပြည့်ပြီးပထမဆုံးဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့လူငယ်တွေကလည်းအာဏာသိမ်းစစ်တပ်ကလုပ်မဲ့၂၀၂၅အတုအယောင်ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိဘူးလို့ပြောကြပါတယ်။ စစ်မှုထမ်းဖို့အတွက်ဆိုပြီးအသက်ပြည့်ပြီးတဲ့လူငယ်လူရွယ်တွေကိုမတရားဖမ်းဆီးနေတဲ့စစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲမှာလူငယ်တွေရဲ့ဆန္ဒမဲကိုလည်းအလေးထားမှာမဟုတ်ဘူးလို့လူငယ်တွေကယူဆနေကြပါတယ်ရန်ကုန်မြို့ကအသက်20အရွယ်လူငယ်တဦးကတော့မဲပေးပေးမပေးပေးစစ်အာဏာရှင်တွေပဲအုပ်ချုပ်မှာလို့ပြောပါရယ်။ဒါဆိုသိန်းတော့ကျွန်တော်တို့လူငယ်လက်မှတ်ခံလို့လက်မှတ်ပေါ်မှာဆန္ဒထုတ်ပြခဲ့ကြရယ်။ဒီလိုလေကျွန်တော်မတရားရိုက်နှက်ဖမ်းဆီးပြီးတော့တက်တဲ့လူငယ်တွေဆိုတာအများကြီးပဲ။အခုလဲကြရော သူတို့ရောအချိန်မကောင်းတော့မှန်းနေတည်ရောစမှုထားမယ်ဆိုပြီးလှုပ်လာပြန်တယ်။အဲဒီအချိန်မှာကျွန်တော်လူငယ်တွေကသူများနိုင်ငံကိုရားရဲနီးနေပေါ့နော်ကျွန်တော်နီးတဲ့နိုင်ငံတွေကိုခိုးရရဲအလုပ်လုပ်ကြရတယ်။တော်လည်းအခွင့်အရေးကိုကိုပြောင်းတော့ပြီးတော့အနာရှင်ကိုလည်းပြန်လေတော်လည်းကြရတဲ့လူငယ်တွေအများကြီးပဲရှိတယ်။အခုမှအသက်ပြည့်ပြီးတဲ့သူတွေကျောင်းလူကျောင်းသားတွေကိုမဲပေးဖို့ဆိုပြီးနိုင်ငံပြောနေတာကြတော့မဆက်ဘူးလားပေါ့။ကျွန်တော်မျိုးဆက်တော့ဘယ်သူမှယုံကြည်မရှိတော့ဘူး။ အဲ့ဒီရုပ်ပွဲကိုသူတို့ကအလီထားရမှာမဟုတ်ဘူး။ပြင်းတဲ့သူတို့ပဲအုပ်ချုပ်မှာမပြင်းတဲ့သူတို့ပဲအုပ်ချုပ်မှာအတိအကျကြီး။အစားရတရားမှုဝင်တဲ့ရုပ်ခော်ပဲလေ။ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်ကတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်တွေမှာ တက်ရောက်မဲ့အကျောင်းသားကျောင်းသူ2800ကျော်ကြိုတင်မဲ့ပေးခဲ့တယ်လို့စစ်ကွန်ရှင်လက်အခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။အဲဒီလိုကြိုတင်မဲ့ပေးရမှာလဲ တက္ကသိုလ်တက်မဲ့ចောင်းသားចောင်းသူတွေကိုကြိုတင်မဲ့ပေးပြီးကြောင်းထောက်ခံချက်မရရင်ចောင်းအနှံခွင့်မရဘူးလို့ချိန်ချောက်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။အထူးយ៉ាងရွေးကောက်ပွဲကိုစိတ်လဲမဝင်စားသလိုအယုံကြည်လည်းမရှိဘူးလို့တက္ကသိုလ်ចောင်းသား first voter တူကပြောပါတယ်။ဘောနမစီဘောဘောကြောင့်ချင်းစီစီရမောနာဆောလမချိုချင်မရောလေလာပြောဒီချောင်းကိုထောက်ခါလာမရဘူးဆိုတာညာလေဟိုဆောလေကျွန်တော်ကစောင့်ဆက်ကြမယ်ဒီမှာဘောလေမပြောစီရမောနာကိုယ်စလေတော့နေပြတူပြီးလေကျွန်တော်မသိဘူး သူကကျွန်တော်တို့ငွေတွေသူဘာလို့ပြင်းနေမေးကြီးသူမှလည်းငွေတွေ plan ဆိုတာလည်းမရှိဂျင်းတော့လုပ်ပြီးလိုက်တယ် first of all ကနိုင်တယ်တော့သူကအဲတော့ကျွန်တော်တို့တောင်းပြီးပြီးတော့ခုများကြတော့လူငယ်တွေရောကလေးတွေကမချမ်းသာဖြစ်ပန်းနေမှာမထဲဘူးဆိုတော့ဒီလိုမှထဲမှာမဟုတ်ဘူးပြင်းနေတယ်အမဆိုလည်းပြင်းနေရဘူးကျွတ်တင်မဲ့ပေးခဲ့ရတဲ့အချိန်ကအချိန်နည်းနဲ့ပတ်သက်လို့ပထမနှစ်တက္ကသိုလ်ကျောင်းသားတူကလည်းအခုလိုပြောပြပါဗျာပထမနှစ် တက္ကသိုလ်ကျောင်းတက္ကသိုလ်ကျောင်းတက္ကသိုလ်ကျောင်းသားယူကျူတီမဲမဲပေးရအောင်အဲဒီနှစ်ကတက်ခဲ့အခုနှစ်ခုနှစ်ဆိုရင်တော့ဘယ်လိုပြောရမလဲဒုတိယနှစ်တက္ကသိုလ်ကျောင်းသားကြီးကကြာရတော့ကျူတီမဲဟိုနှစ်ကပေးရအော်ယူနော်ဆိုရင်မဲပြုတ်ဖို့ဆိုရင်လူရပြုတ်ဖို့လူရအုံးချက်ချက်ဖြစ်နေတယ်မှာဒါပေမဲ့ဒီအခုတက္ကသိုလ်ကြီးမှာဆိုရင်တော့အဲကျူတီမဲဆိုရင်တော့တချို့လူရမပေးချင်ဘူးပေါ့အဲ့ဒီကမှာဟိုကျောင်းသားလူရရှာရဟောတချို့နေဆိုကျောင်းမပေးချင်လို့ဒါပေမဲ့ကျောင်းကလူမျိုးဘယ်လိုပြောရမလဲဒီကတိကဆရာမရဲ့လူကျူတီမဲပြုတ်ဖို့ဒါပြောရဆိုပြောလို့အဲ့လိုရအောင်ဒါပေးကြတယ် ကျောင်းကျောင်းမှာရှိတဲ့ဥစ္စာကိုကျောင်းကကျောင်းသားယူပေးဖို့ဆိုပြီးတော့လာပြီးတာပြောကြအောင်ဆရာမရဲ့မဲဆင်းပါရှိတဲ့သက်ဆိုင်ရာမျိုးနယ်ပြင်ပရောက်ကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့မဲဆင်းပါရှိရာရက်ွက်သို့မဟုတ်ကျေးရအုပ်စုကွန်ရှင်အဖွဲ့ခွဲရုံးမှနိုဝင်ဘာ18ရက်ကနေ21ရက်အထိကြိုတင်ဆန္ဒမဲပေးခဲ့ကြရတာဖြစ်ပါတယ်ပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ပထမဆုံးမဲပေးပိုင်ခွင့်ရှိတဲ့လူငယ်ဦးရေဟာ9တန်းကျော်တိရှိခဲ့တယ်လို့စီးရင်တွေအတီလင်းထုတ်ပြန်ခဲ့ပေမဲ့ 2025ရွေးကောက်ပွဲမှာတော့အဲ့ဒီလိုစည်ရင်းတွေထုတ်ပြန်လာတာဒီကနေ့ထိမတွေ့ရသေးပါဘူး2020ခုနှစ်ရွေးကောက်ပွဲတုန်းကတော့ First Voter လို့ခေါ်တဲ့ပထမဆုံးမဲပေးပံ권ရှိသူတွေရဲ့အခမ်းကဏ္ဍကအလွန်အရေးပါခဲ့တဲ့အပြင်ဒီလူငယ်မျိုးဆက်တွေအနေနဲ့ပြောင်းလဲမှုတွေကိုလိုလားပြီးလိုလိုချင်ချင်နဲ့ပထမဆုံးမဲပေးခဲ့ကြတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်အနာသိမ့်ပြီးတဲ့နောက်စစ်တပ်ကိုတော်လှန်နေကြတဲ့လူလူတွေထဲမှာ ူငယ်မျိုးဆက်တွေကဒီကနေ့အထိထိတ်ဆုံးမှာပါဝင်နေပြီး2025ရွေးကောက်ပွဲအတွက်တော့အသက်ပြည့်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့လူငယ်တွေရဲ့မဲကိုတော့စစ်တပ်ကအပြည့်ဝရမှာမဟုတ်ဘူးလို့လည်းလူလူကထောက်ပြပြောဆိုနေကြပါတယ်။ဒီဇင်ဘာ28ရက်မှာတော့ရွေးကောက်ပွဲအပိုင်း1အဖြစ်တရားနှမျိုးနယ်မှာပြုလုပ်မှာဖြစ်ပြီးဇန်နဝါရီ17ရက်မှာတော့အပိုင်း2အဖြစ်မြို့နယ်တရားနဲ့ကျွန်မတို့တွေမှာတော့နှစ်ပတ်အကြာမှာအပိုင်းသုံးအဖြစ်ကျင်းပသွားမယ်လို့ UEC ကတည်ရပါတယ်။ ခုလို first voter တွေအပါအဝင် ပြည်သူအများနဲ့နိုင်ငံတကာကကန့်ကွက်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုစေအုပ်စုကမဖြစ်မနေကျင်းပဖို့အသေးအံလှုပ်ဆောင်နေပါတယ်။ပြည်တွင်းကလူငယ်တွေမှာမိကွန်းတွေတော့ရှိနေပါတယ်။ဒီရွေးကောက်ပွဲပြီးရင်ဘာတွေပြောင်းလဲသွားမှာလဲ။စစ်မှုထမ်းတင်တဲ့တွေအဆုံးသတ်သွားမလား။နိုင်ငံတည်ငြိမ်သွားမလား။စစ်ပွဲတွေရပ်သွားမလား။ငြိမ်းချမ်းသွားမလား။ကုန်စည်နှုန်းတွေကျပြီးလုတ်ခိုင်အခွင့်အလမ်းပေါ်လာမလား။လာပေါင်းများစွာပါပဲ။ ရန်ကုန်မြို့ကအသက်18နှစ်အရွယ်လူငယ်တူကတော့ဘာမှပြောင်းလဲသွားဖို့မရှိပဲဖိနှိပ်မှုတွေကဆက်ရှိနေဦးမှာကြောင့်လွတ်လပ်မှုကိုဆက်ဆုံးရှုံးနေဦးမှာပဲလို့ထောက်ပြပြောဆိုပါရစေ။